ားလုံးမမင်္ဂလာပါခင်ဗျာသတင်းနဲ့တင်ဆက်ဖို့အချိန်ပြောင်းရောင်းလာပြန်ပါပြီခင်ဗျာဒီကနေ့နိုဝင်ဘာလ6ရက်နေ့ညပိုင်းအတွက်နူးတစ္ဆာ channel ကနေပြီးတော့ကောင်းလို့ရရာသတင်းတွေကိုတင်ဆက်ပါမယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီအနေနဲ့ရရက်ကဒေတာဆောင်ကတိုက်ပွဲသတင်းတွေအကြောင်းကိုတင်ဆက်ပေးပါမယ်ဒီပမောခလာရ၄၈တက်ရင်အနီးမှာတိုက်ပွဲတွေပြင်းထန်နေပါတယ် နောက်ပြီးတော့ဒီကော့ဂရိတ်မြောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကရင်နီမှာလည်းတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေလို့ပြူဆိုဒီထားလဲနမ်ဖဲဘောလ်ခဲလန်အုပ်ပြုတ်သွားလာတယ်မလို့ဖို့ KNDF ကနေပြီးတော့ပြေပြင်ထားပါတယ်။ဒီမရီယာမှာစစ်ကောင်စီကစစ်ကြောင်း၃ကြောင်းနဲ့နယ်မြေထိန်းချုပ်နိုင်ဖို့ကြိုးစားနေပါတယ်။တိုက်ပွဲတွေလည်းဖြစ်နေပါတယ်ခင်ဗျာ။ နောက်ပြီးတော့အရာတော်ကစစ်တပ်စခန်းကိုပကဖကစီနင်းတိုက်ခိုက်လို့စစ်သားတွေစခန်းဆုံးွာထွက်ပြေးသွားတယ်လို့ဆိုပါရက်ပြီးတော့တီးရိတ်နဲ့ကလေးလမ်းပိုင်းမှာလည်းတိုက်ပွဲတွေဖြစ်နေပြီးတော့ဒီချင်းကြီးနောင်တိမ့်ပိုက်ထားတဲ့ဖလန်းမြို့ကိုစစ်တပ်ကဖြလန်ကနေတစ်ချိန်ဥတီစစ်ကြောင်းထိုးနေတယ်လို့ဆိုပါရက်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဖြူးမှပြည်သူကိုဘုံကျဲပြီးပြန်လာတဲ့ဂျိုင်ရိုကော့ပတာတစ်စီးပြက်ကြတာကြောင့်စစ်သားနှုတ်တည်ဆုံသွားတဲ့သတင်းတွေကိုသူသည်တင်ဆက်ပေးမှာဖြစ်ပါရက်ခင်ဗျာ ဟုတ်ကဲ့ပထမဆုံးအနေနဲ့ဒီကချင်ပြည်နယ်ဗမော်မြို့ကတိုက်ပွဲသတင်းနဲ့စတင်ကြပါရခင်ဗျာကချင်ပြည်နယ်ဗမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီးတော့ဒီကနေ့နိုဝင်ဘာ6ရက်မှာစစ်ကောင်စီရဲ့ခက်လက်ရ49တပ်ရင်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကချင်စီရဲသတင်းအရေးမြစ်ကပြောပါရယ်ကချင်ဒေသလက်တလို့စီရဲအခြေအနေတွေကိုမင်းမြန်ရမှာသတင်းအရေးမြစ်ကအခုလိုပြောပြတာဖြစ်ပါတယ်ဝိုင်းမော်ဘက်ငြိမ်းနေတယ် ဗမော်ဘက်ဒီနေ့တိုက်ပွဲပြင်းထန်နေတယ်၄၈တရင်ဘက်တိုက်ပွဲတွေပြင်းနေတယ်လို့ကချင်စစ်ရေးတရင်ရေးမြစ်တယောက်ကပြောပြပါဗျ။ပြီးတော့ဒီခလာရ၄၈တရင်နေ့တိုက်ပွဲဟာ KNA ကထိုးသစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့လည်းသူကပြောပါတယ်ခင်ဗျာ။ဗမော်ဘက်တိုက်ပွဲနေတိုင်းရှိတယ်သူတို့ထိုးလိုက်ငါတို့ပြန်ထိုးလိုက်ပဲလွန်ခဲ့တဲ့၃ရက်အတွင်းနေရာ၃ခုပြန်ရထားတယ်လို့ကချင်စစ်ရေးတရင်ရေးမြစ်ကစစ်ကောင်စီတပ်ဆွဲနေရာတချို့ပြန်လည်တင်ပိုက်နိုင်တဲ့အခြေအနေကိုပြောပြတာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ KIA ဟာကချင်ပြည်နယ်ခေါင်လံပူးဘက်မှာလည်းတိုက်ပွဲတွေရှိနေပြီးတော့အောက်တိုဘာလအတွင်းခေါင်လံပူးဒေသစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ကောင်၄ခုကို KIA ကတင်ပိုက်ထားပါတယ်နောက်ပြီးတော့ဒီတိုက်ပွဲတွေနှစ်ဝက်နေပါကြာဖြစ်ပွားနေတဲ့ဖကန်ဒေတာကိုလည်းစစ်ကောင်စီတပ်ကဆင့်အားတွေဖြစ်တင်းနေတယ်လို့တခြားစီးရီးသတင်းရင့်မြစ်တူကလည်းပြောပြပါရခင်ဗျာ ဒီဖကန်ကိုစစ်တပ်ကဆင့်ရပို့နေလို့ဖကန်လမ်းမရန်ကထောင်ဂိတ်ကိုဒီမနက်ပိုင်းစစ်တပ်ကပိတ်ထားတယ်လို့သိရှိရတယ်လို့ဒီသတင်းရင်းမြစ်ကပြောပါတယ်ခင်ဗျာတဖက်မှာလည်းစစ်ကောင်စီဝါဒဖြန့်သူတချို့နဲ့စစ်ကောင်စီအားပေးမီဒီယာတချို့မှာ KYO KA နဲ့စစ်ကောင်စီတို့တွေ့ဆုံဆွေးနွေးဖို့ပြင်ဆင်နေတယ်လို့လိန်ညာဝါဒဖြန့်တာတွေဇက်တိုက်ပြုလို့လည်းရှိပါတယ်ကချင်စီရဲ့သတင်းရင်းမြစ်ကတော့စစ်ကောင်စီနဲ့ KIA တွေ့ဆုံဖို့မရှိသေးဘူးလို့ဆိုပါတယ်ခင်ဗျာ နောက်ကရင်ဘက်ကတိုက်ပွဲတစ်ခုကိုဆက်ပြီးတင်ပြပါမယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြောက်ပိုင်းမှာနယ်မြေစုမိုးထိန်းချုပ်ဖို့အတွက်စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့တက္ကသိုလ်နဲ့ဒီ KNU တပ်မခွန်ပူပေါင်းတပ်တို့အကြအခုလနိုဝင်ဘာလ9ရက်ထိတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ကရင်စီရေးတရေရေးမြစ်တွေကပြောပါရတယ်။ ကော့ဂရိတ်မြောက်ပိုင်းမှာရှိတဲ့ကျေးရွာတွေနဲ့ကော့ဂရိတ်မြောက်ဝတီဒေါနာတောင်ပေါ်လမ်းဟောင်းတို့ကိုပြန်လည်ဆုမှုထိန်းချုပ်နိုင်ဖို့အတွက်ဆိုပြီးတော့ဒီစစ်ကောင်စီတပ်ကပြီးခဲ့တဲ့အောက်တိုဘာလဆော်ပိုင်းကလေးကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်ခင်ဗျာဒီလိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာနေတာကြောင့်ကရင်မျိုးသားစည်ယုံလက်အောက်ခံကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မခွန်ကရင်မျိုးသားကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်တို့နဲ့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ ဒီမြဝတီကော့ဂရိတ်ဒေါနာတောင်လန်ဟောင်းနဲ့ကော့ဂရိတ်မြောက်ပိုင်းကကြေးရွာတွေကိုထိန်းချုပ်နိုင်ဖို့စစ်ကောင်စီတပ်ကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်လာတာဖြစ်ပြီးတော့ KNLA KNDO ပူးပေါင်းတပ်တို့နဲ့ထိဖိုးဆံမိဖားလက်ကြေးရွာတဝိုက်မှာတိုက်ပွဲတွေဆက်လက်ဖြစ်နေတာဖြစ်ပါတယ်။ စစ်တပ်ကစစ်ကြောင်းသုံးကြောင်းနဲ့တက်လာတဲ့မိဖားလယ်နယ်ထဲမှာပေါ် KNLA KNDO ပူးပေါင်းတပ်နဲ့ဆုံတော့တိုက်ပွဲအကြီးအကျယ်ဖြစ်တဲ့အထိကိုက်တော့အတိအကျမသိရသေးဘူးလို့ကရင်စစ်ရေးတရင်အမြင့်တူကအသိပေးပါရခင်ဗျာတပ်မဟာကွန်နဲ့နှိစက်တဲ့ကရင်စစ်ရေးတရင်အမြင့်တူကလည်းအောက်ဘုတ်တဲ့အလဲဘုတ်တဲ့အဲ့ဒီဘက်ကိုပဲသူတို့စစ်တပ်ကဥတီနေတယ်ထီဖိုးဆံဘက်မှာလည်းမနေ့ကပြစ်သေးတယ်ဒီနေ့လည်းအတန်ကြာသေးတယ်မြပတိုင်းလမ်းကနေတက်လာတာလို့ပြောပြပါရခင်ဗျာ ကောဂရက်မြောက်ပိုင်းဒီဖိုးဆန်နဲ့မိဖားလက်ကြီးရွာတိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေကြောင့်မို့ကြီးရွာတွေအတွင်းမှာနေအိမ်နဲ့တာသနိကအဆောက်အုံတွေထိခိုက်ပျက်စီးရပြီးတော့ကြီးရွာ6ရွာအထက်မင်းဲကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ဒီပြည်ကရဲအော်တိုဘားလာပရမပကကော့ဂရိတ်မြို့နယ်ကော့ဂရိတ်နဘူးလမ်းပိုင်းကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့နောက်မှာအဲ့ဒီလမ်းပိုင်းတစ်လျှောက်ကကျေးရွာတွေစီကိုစစ်ကောင်စီတပ်က စစ်ကြောင်းထိုးရမှာဒီလနိုဝင်ဘာလပထမပတ်အထိတိုက်ပွဲတွေဆက်ပြင်းထန်နေတာဖြစ်ပါတယ်ခင်ဗျာ။နောက်ကရင်ပြည်ဘက်ကတိုက်ပွဲသတင်းကိုဆက်ပြီးတင်ပြပါမယ်။ကရင်ပြည်ဖရူဆိုမြို့နယ်ဖရူဆိုထားလဲနမ်ဖဲဘောလခဲလမ်းမကြီးပေါ်မှာတိုက်ပွဲတွေဖြစ်နေတာကြောင့်မို့အတုံးပြူသွားလာတာမလုံကြဖို့ KNDF ဘဟုကနေပြီးတော့မနေ့ကနိုဝင်ဘာလ9ရက်နေ့မှာသတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နိုဝင်ဘာလ3ရက်နေ့ကစပြီးတော့ဖရူဆိုမြို့နယ်မာခေော်ရှိကျေးရွာဘက်ကစစ်ကောင်စီတပ်တွေဟာဖရူဆိုထားလဲနန်းဖက်လမ်းမကြီးအတိုင်းထားလဲဘက်ကိုမျက်နှာမူပြီးတော့စစ်ကြောင်းထုတ်လှုပ်ရှားတာတွေပြန်လဲလှုပ်လာတာကြောင့်မို့ကရင်နီတော်လိုင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ပွားနေတယ်လို့သိပေးထားပါတယ်ခင်ဗျာ။ ဒီကျွန်တော်တို့ဒီလောက်တော့ဖရူဆူနဲ့ဘောလခဲကြမှာပေါ့နန်းဖဲမှာတိုက်ပွဲပြင်းထန်နေတဲ့နောက်ပြီးတော့မိုးပြဲတို့လိုက်ကော်တို့ဘက်မှာလူရဲတွေကလည်းထပ်ဖြစ်နေတာလို့ BND တော်လန်ရေးတပ်ဖွဲ့ဝင်တို့ကပြောပြတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဖရူဆူထားလက်နန်းဖဲလမ်းမကြီးအပါဝင်လမ်းမကြီးပေါ်ဖြတ်တန်းသွားလာရတဲ့လမ်းသွယ်အားလုံးကို2025ခုနှစ်နိုဝင်ဘာ6ရက်ကစလို့အသုံးပြုသွားလာတာလုံးဝမလုပ်ကြဘူးနဲ့ ရဲတန်းတပ်ရှိပိတ်ထမှာဖြစ်တဲ့အကြောင်း KNDF ဗဟိုကနေပြီးတော့ထုတ်ပြန်ထားတာဖြစ်ပါတယ်။လက်တလုံးမှာ KNDP မှာစစ်တပ်ကဒီမော့ဆိုဘရူဆိုနဲ့ဘော်ခဲတို့ကိုစစ်ကြောင်းတွေအများကြီးနဲ့အင်အားဖြည့်လို့အလုံးရင်းနဲ့ထိုးစစ်စင်တာတွေလုပ်နေတယ်လို့သိရပါတယ်ခင်ဗျာ။နောက်ပြီးတော့မန္တလေးတိုင်းမရရမြို့နယ်အတွင်းကတိုက်ပွဲအခြေအနေကိုဆက်ပြီးတင်ပြကြပါမယ်။မန္တလေးတိုင်းမရရမြို့နယ်ထဲမှာစစ်ကောင်စီကစစ်ကြောင်း၃ကြောင်းခွဲပြီးတော့နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ မရေမျိုးပေါ်ကနေလက်နဲ့ကြီးနဲ့ပြစ်ခတ်တာလေချောင်းပြစ်ကူပေးတာတွေကြောင့်သိမ့်ယူထားတဲ့စခန်းအများစုကိုဒေသခံကာကွယ်ရေးအဖွဲ့တွေကပြန်လည်လက်လွတ်ရပြီမဲ့အတက်နိုင်သူခုခံတိုက်ခိုက်နေတဲ့ဖြစ်တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောကြပါဗျ။စစ်ကောင်စီကစင်ကူးမြို့ကိုပြန်လည်သိမ့်ပိုက်နိုင်ရေးအတွက်မရေယာနဲ့တပိတ်ချင်းနယ်တွေကနေတဆင့်စင်ကူးနယ်ဘက်ကိုဥတီပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။မရေယာပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ရှိသူကိုရောင်းကတော့ မရေယာဘက်မှာစစ်ကြောင်းကမငြိမ်ဘူးဗျကျွန်တော်တို့တငါတောင်ဘက်ကစစ်ကြောင်းကမရေယာနယ်မြောက်ချမ်းတငါမြောက်ရွာရဲ့အနောက်ဘက်နေဘူးကုန်းရွာဘက်ကိုကူးလာပါတယ်ကူးလာပြီးတော့ကျွန်တော်တို့မရေယာမြောက်ချမ်းချောင်းမန်းကြီးရဲ့မြောက်ဘက်တငါမြောက်ရွာရဲ့ဒီအနောက်ဘက်နေဘူးကုန်းရွာဘက်မှာကျွန်တော်တို့ထိတွေ့မှုဖြစ်တော့ဖြစ်တာပေါ့ဒီကြံစစ်ကြောင်းနှစ်ကြောင်းကကျွန်တော်တို့မရေယာမြို့နယ်အရှေ့မြောက်ချမ်းဆယ်တော်ကြီးဘက်ကိုဥတီနေတယ်လို့ပြောပါတယ်ခင်ဗျာ အောက်တိုဘာ29ရက်ကမိုးကုံနဲ့မုံမိတ်မျိုးတွေကိုတအံမြို့သားလွတ်မြောက်ရေးတပ်မတော်တင်နယ်ကလက်လွတ်မယ်လို့ကြေညာပြတဲ့နောက်မှာရှမ်းမန်းနယ်စပ်စီရေးအခြေအနေတွေရှုပ်ထွေးနေတာဖြစ်ပါတယ်။မန္တလေးဒေသအတွင်းမှာစစ်ကောင်စီကစီရေးအချိန်မြင့်နေတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကလည်းဒေါ်လန်စစ်အတွက်လူငယ်တပ်သားတွေထပ်မံဖိတ်ခေါ်တဲ့ကြေညာချက်တွေကိုအောက်တိုဘာ31ရက်မှာထုတ်ပြန်ပြီးအင်အားဖြည့်တင်ဖို့ကြိုးစားနေပါတယ်ခင်ဗျာ။ နောက်သကိုင်းတန်းအရာတော်ကတိုက်ပွဲသတင်းတစ်ခုကိုဆက်ပြီးတင်ပြပါမယ်။သကိုင်းတန်းအရာတော်မြို့ပေါ်အမှတ်နဲ့ကျောင်းမှာတပ်ဆွဲထားတဲ့စစ်စခန်းတစ်ခုကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းတိုက်ခိုက်တာမှာစစ်တပ်တပ်ဖွဲ့ဝင်စခန်းတွေဆုတ်ခွာသွားတဲ့အကြောင်းသိရှိရပါတယ်ခင်ဗျာ။ဒဇမုလပြည့်ညနိုဝင်ဘာ9ရက်မနေ့2နာရီလောက်ကအရာတော်မြို့မြောက်ဖက်အစွန်းမှာရှိတဲ့အမှတ်နဲ့ကျောင်းမှာတပ်ဆွဲထားတဲ့စစ်တပ်ကိုတော်လန်တပ်ဖွဲ့တွေကဝင်ရောက်စီးနင်းတိုက်ခိုက်တာမှာ တိုက်ပွဲကြာချိန်ကမိနစ်20လောက်ကြာပြီးတော့စစ်အုပ်စုဝင်တွေဟာစကန်းဆုံကွာထွက်ပြေးသွားခဲ့တဲ့အကြောင်းအရာတော်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပြတာဖြစ်ပါတယ်။အင်အားက35လောက်ရှိတယ်သူတို့ကတဆွဲထားတာကြာပြီးအဲ့ဒီမှာ gate နဲ့ဒီပြည်သူတွေကပိုက်ဆံတောင်းတာထိခိုက်သေးသူမကတော့စစ်စစ်ဆဲပဲကျွန်တော်တို့ရဲဘော်တွေကတော့ထိခိုက်မရှိဆုံကွာလာနိုင်ခဲ့ပါတယ်လို့၎င်းတာဝန်ရှိသူကပြောပါတယ်ခင်ဗျာ။ အဲ့ဒီစကန်းကနေခွန်တက်သမ6နှစ်ကြီး913တောင်း9တက်သမ56ကြီး400တောင်းအိုက်ကွန်၄လုံးငွေသား2,900 4,600ကျဆိုင်ကယ်3သိ equipment တစ်စုံတခြားစစ်သုံးခရာကြီးကအုတ်ထုတ်စတဲ့စစ်3000ပစ္စည်းတချို့သိမ်းဆီးနိုင်ခဲ့တယ်လို့ကာကွယ်တပ်ဖွဲ့တွေကထုတ်ပြန်ပါတယ်။ဒါပြင်စစ်ကူလာနိုင်တဲ့ခတ်တ30နဲ့တက္ကရာ9 3ညာ3လေးတက်တွေဖြတ်တောက်နိုင်ရဲ့အတွက်ဖက်ကဖရဲဘော်တွေတာဝန်ယူထားခဲ့တယ်လို့လည်းဆိုပါတယ်ခင်ဗျာ။ အဲ့ဒီကိစ္စကံကိုစီးနှင်းတိုက်ခိုက်ခဲ့တဲ့စစ်ရေးကိုအရာတော်မြို့နယ်ဘက်ကဖတာဝန်ခံရဲဘော်တော်ကကစီးနှင်းလာဖြစ်ပြီးအရာတော်မြို့နယ်ဘက်ကဖရဲဘော်မိုက်တီဦးစီးတဲ့အရာတော်မြို့နယ်ဘက်ကဖဒီဘဲရင်မြို့နယ်ဘက်ကဖကျသက်နဲ့ LDF စတဲ့အဖွဲ့တွေကပူးပေါင်းအင်အား30နဲ့ကြည်မျိုးစုံ2200ကျော်နဲ့လက်ပစ်ဗုံးတွေပါတုံးကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ ဒီအရာတော်မြို့ပေါ်ကပြည်သူတွေအနေနဲ့စည်ရည်တိနဲ့နေထိုင်ပေးကြဖို့အရာတော်ပကဖတာဝန်ရှိသူကမေတ္တာရက်ခံထားပါတယ်ခင်ဗျာ။ကဲနောက်ချင်းပြည်နယ်တီးတိမ်ကလေးလန်းကတိုက်ပွဲသတင်းကိုဆက်ပြီးတင်ပြကြပါမယ်။ချင်းပြည်နယ်တီးတိမ်မြို့နယ်ကလေးတီးတိမ်လက်မကြီးတခြားမှာလဲအောက်တိုဘာ29ရက်နေ့ကနေနိုဝင်ဘာလ6ရက်ဒီကနေ့ထိစစ်တပ်နဲ့တော်လိုင်းအင်အားစုတွေတပတ်ကျော်ကြာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ စစ်တပ်ကဒီတိတိမျိုးပေါ်ကိုရဟန်းရင်အသုံးပြုပြီးတော့လက်နက်နဲ့ရိတ်ခါပို့ဆောင်ပေးနေတယ်လို့ချင်းစီသတင်းရေးမြစ်တဦးကပြောပြတာဖြစ်ပါတယ်။တိတိမ်ဘက်ကတော့တိုက်ပွဲကဖြစ်နေတယ်လေကြောင်းနဲ့လက်နက်တွေရိတ်ခါတွေလာချတယ်တိုက်ပွဲကအခုထိဖြစ်နေပါတယ်လို့ပြောပြပါတယ်။ဒီချင်းပြည်နယ်မှာဖလန်းမျိုးအပါဝင်မင်းတပ်ကံပက်လက်မတူပြီးတွန်းတန်ကြီခါရီကော်ဒါလိုင်းလင်းပြီးကျင်တွေးမကွီအိမ်နူး ဒီနာရီရေစွာဝေပူလစုခွာမြို့တွေကိုတော့ချင်းတော်လိုင်းတက်တွေကတိမ့်ပိုက်ထိန်ချုပ်ထားပြီးတော့ပလဝမြို့နဲ့စမီမြို့တွေကိုတော့အရကတက်တော်အေကထိန်ချုပ်ထားတာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ဟာခထန်တလန်ခိုင်ကန့်တိတိမ်မြို့၄ခုမှာသာစစ်တပ်ကစခန်းကြောင်ရှိတော့တာဖြစ်ပြီးတော့ချင်းပြည်နယ်တဝန်းစေုပ်စုကင်းစင်ရေးအမြန်ဆုံးလှုပ်ဆောင်သွားမယ်လို့ချင်းပြည်တော်လိုင်းတက်ဖွဲ့တွေကထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာ။ နောက်ပြီးတော့ဒီစကိုင်းတိုင်းကလေးမြို့နယ်ကနေပြီးတော့ကလေးကံကောလမ်းမကြီးအတိုင်းဖြတ်လန်းကနေဖလန်းမြို့ကိုဥတီစစ်ကြောင်းထိုးနေတယ်လို့လည်းဒေတာအတွင်းသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။သူတို့ပြောတာကဒီချင်းဘက်ကိုဝင်မဲ့လမ်းကအဓိကလမ်းကတော့ကလေးတီတိန်ဖလန်းပေါ်ဒါကဖလန်းနဲ့ကလေးကမိုင်80နဲ့90ကြာဝေးတယ်။ကလေးနှစ်ချောင်းဝေပူလကနေတွားရင်ဖလန်းရောက်ဖို့ကမိုင်30နဲ့40ကြာဝေးတယ်။ဒါကဖလန်းအောက်ကဒရာရောက်သွားတာဖီးတူတယ်။ဒါကြောင့် ချင်းပီကိုဒီဘက်ကနေပတ်စစ်ကြောင်းထိုးလာတာဒီလိုစစ်ကြောင်းထိုးတာကဖလန်းကိုတက်ချင်လဲတက်လို့ရတယ်ဓမ္မမိုးရင်လဲတီးတိန်ကိုအဲ့ဒီလမ်းကနေစစ်ကူပေးလို့လဲရတယ်လို့ဒေသခံစီးရီတရင်ရင်းမြစ်က ပြောပြတာဖြစ်ပါတယ်ဒီစစ်တပ်ကဒီကလေးမျိုးနဲ့တောင်ပိုင်းကစစ်အုပ်စုအထိုင်ချထားတဲ့တပ်ဆွဲထားတဲ့ဒီနိပညာတက္ကသိုလ်ကနေပြီးတော့ကလေးကံကိုလမ်းမကြီးတိုင်းပြီးခဲ့တဲ့အောက်တိုဘာ29ရက်ကနေပြီးတော့စီးနင်းဝင်ရောက်လာတာဖြစ်ပါတယ် ဒီစစ်ကြောင်းတို့ရတစ်ချောင်းမှာထောက်ကြံကြာအင်းနတ်မြောင်းနတ်ချောင်းကျွန်းချောင်းချောင်းကွာဟာခါလေးကြီးရွာမှာနေထိုင်ကြတဲ့ဒေသခံ၁၀ဦးကိုစစ်ကောင်စီကဖမ်းဆီးခဲ့တယ်လို့လဲဆိုပါတယ်ခင်ဗျာပြန်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဖြူးမှာပြည်သူကိုဘုံကျဲပြီးအပြန်ဂျိုင်းရိုကော်ပတာတတိပြက်ကြတာမှာစစ်သားနှစ်ယောက်တည်ဆုံသွားတဲ့သတင်းကိုတင်ဆက်ချင်ပါတယ်ပဲခူးတိုင်းတောင်ကုန်းဖြူးမြို့နယ်မကြီးကုန်းတောင်ရွာကိုဒီနေ့ နိုမလာ6ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်မချင်းကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ဂျိုင်ရိုကော်ပတာတွေအုံပြုပြီးတော့လေကြောင်းတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုဂျိုင်ရိုကော်ပိုရိတ်နှစ်စီးနဲ့ဒေသခံတွေကိုအကြောင်းမဲ့ဘုံကျဲတိုက်ခတ်ပြီးအပြန်မှာတစည်းမှာပြစ်ကြခဲ့တာကြောင့်လိုက်ပါလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်2ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ ဘုံကျဲပြီးတော့ပြန်လာမှဖြူဖက်ကိုပြန်အလှဲ့မှပြက်ကြသွားတာဒကွန်တိုင်းရွာဝင်းကျင်နားမှာနှစ်အောင်လုံးတွေပါတယ်လူပကိုးတိုင်းတော်လိုင်းတပ်ဖွဲ့ဝင်တူကရော်ရီတိုင်းသတင်းဌာနကိုပြောဆိုထားတာဖြစ်ပါတယ်ဒါပြင်အဲ့ဒီဂျိုင်ရိုကော်ပိုရာတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်မကြီးတောင်ရွာကဥမောင်ငယ်55နှစ်မှာ1ဘိုက်ပွင့်တရားနဲ့တည်ဆုံခဲ့ရပြီးတော့ဒေသကနေအိမ်အဆောက်အုံ6လုံးပျက်စီးခဲ့ကြအောင်လဲပကိုးတိုင်းစစ်ဌာနဌာနကနေပြောသိရပါတယ်ခင်ဗျာ ဒီစစ်ကောင်မချင်ဟာလက်ရှိမှာလေကြောင်းတိုက်ခိုက်မှုအများစုကိုလေရင်အသုံးပြုတာထက်ပါရာမော်တာတွေဂျိုင်ရိုကော့ပတာတွေဒရုန်းတွေအသုံးပြုပြီးတိုက်ခိုက်တာတွေလှုပ်လာတာဖြစ်ပါတယ်။စစ်ကောင်မချင်ကရဲသားတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခိုက်တာတွေကြောင့်ပြီးခဲ့တဲ့အောက်တိုဘာလ24ရက်က30ရက်အတွက်ရဲသား55ဦးသေဆုံးခဲ့ပြီးတော့90ထက်မနည်းဒဏ်ရာရရှိခဲ့တဲ့အကြောင်းညံလင်းတဲ့သူတေသနာဖွဲ့အစည်းအဝေးခစားရသိရပါတယ်ခင်ဗျာ။ နိုဝင်ဘာလ6ရက်နေ့ညပိုင်းတင်ဆက်ပေးတဲ့သတင်းတွေကတော့ဒီမြတ်သားပဲဖြစ်ပါတယ်ခင်ဗျာနောက်ရက်တွေမှာလည်းဒီရက်ကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးဖို့ပြန်လာခဲ့ပါမယ်ကြီးစုပြည့်တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်